ဒီစာသင်ချိန်လေးဟာဇာရိတနဲ့ပြည်သူနီတိဆိုတဲ့ဘာသာရပ်ရဲ့နောက်ဆုံးစာသင်ချိန်နဲ့သင်ခန်းစာလေးနော်ဒီသင်ခန်းစာလေးကတော့သင်ခန်းစာ39ကိုအားကိုကိုဆိုတဲ့သင်ခန်းစာလေးပါကိုအားကိုကိုရှဲလူကြီးများဆိုရောထားကိုအားကိုကိုပါ တပါသောသူအာကိုမူဤနူဖြင်းနှုံချကိုထူကိုထလှောက်ဆောင်မှဒုက္ခရမည်မှလူလောကတွင်လူတိုင်းပင်စွမ်းအင်ရှိသည်တာကိုစွမ်းကိုအင်တုံးချလျင်စီပင်တိုးပွားရာစင်လာပုံခိုင်းရှင်ပြ၌လူတိုင်းနှခေါင်းနှင့်နှခေါင်းရှိလျက်ကိုအသက်ကိုတွက်ကိုရှူသည် သူများနှကောင်းအငါတောင်းအကြောင်းမဟုတ်ရှင်လူလောကဝဲဤပုံနေမှတ်ဖွယ်လူအချင်းကိုအားကိုကိုစီပွားတို့ကောင်းကျိုးအစင်စင်ကဲဒီကပြားလေးကတော့ပြဌာန်းစာအဟောင်းထဲကကပြားလေးနော် ကဲဒါဆိုဒါတို့သမီးတို့အားလုံးဇာရိတနဲ့ပြည်သူနေတိဘာသာရက်ကို သင်ကြားပြီးတော့ဇာရိတနဲ့ပြည်သူနေတိဆိုင်ရာတမိုးထားမှုနဲ့အလေးချင်းကောင်းလေးတွေကိုသိရှိနားလည်ပြီးတော့လိုက်နာကျင့်သုံးသပ်ကြပါစေအဖွဲလိုက်စူပေါင်းတိုင်ပင်ညှိနှိုင်းဆုံးဖြတ်ပြီးတော့ပူပေါင်းလှုပ်ဆောင်တတ်တဲ့အလေးချင်းလေးတွေလည်းဖွံ့ဖြိုးတိုးတက်ကြပါစေ တဘာဝပတ်ဝန်းကျင်ကိုလည်းထိမ့်သိမ်းဆောက်ရှောက်တတ်ပြီးတော့ရက်ကွက်ကျေးရွာမှာရောကဘာမြေကိုပါအချိုးပြုတ်နိုင်တဲ့တာကောင်းသမီးမြတ်လေးတွေ ဖြစ်ကြပါစေလို့ဒီချက်ကဆုတောင်းပေးလိုက်တယ်နော်